ယူကရိန်းနိုင်ငံရဲ့တမဒဗိုလိုဒီမာဇယ်လန်စကီယာအရေးပေါ်တောင်းဆိုချက်တစ်ခုကိုဥရောပခေါင်းဆောင်များထံပေးပို့လိုက်ပြီဖြစ်ပါတယ်။တမဒဇယ်လန်စကီရဲ့ပြောကြားချက်အရယူကရိန်းတပ်ဖွဲ့တွေဟာရုရှားတပ်ဖွဲ့တွေကိုနောက်ထပ်နှစ်နှစ်သို့မဟုတ်၃နှစ်အထိဆက်လက်တိုက်ခိုက်ဖို့အတွက်ဥရောပရဲ့ငွေကြေးအကူအညီများဟာမရှိမထစ်လိုအပ်နေပါတယ်။ ဇလန်စကီကကျွန်တော်တို့ကဆယ်စုနှစ်ချီတိုက်နေမှာမဟုတ်ဘူးဆိုတာကိုဥရောပခေါင်းဆောင်တွေကိုဖြိုထားပါတယ်။ဒါပေမဲ့ဥရောပခေါင်းဆောင်တွေဟာယူကရိန်းကိုအတိုက်အာတစ်ခုအထိပံ့ပိုးပေးနိုင်မယ်ဆိုတာကိုပြသကြရမှာဖြစ်ပါတယ်ဟုအော်တိုဘာ28ရက်နေ့တွင်အလေးအနက်ပြောကြားခဲ့ပါတယ်။အဲ့ဒီလိုနှစ်နှစ်သုံးနှစ်ထောက်ပံ့ဖို့သူတို့တတိချထားရမှာဖြစ်ပါတယ်လို့လည်းဖြည့်စွက်ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာယူကရိန်းဟာ2022ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့ကရုရှားရဲ့ကျူးကျော်မှုကိုခံနေရတာဖြစ်ပြီးပြည်ပမဟာမိတ်များရဲ့စစ်ရေးနဲ့ငွေကြေးအကူအညီအပေါ်မှာအထူးကမြေခိုနေရတာဖြစ်ပါတယ်ဒါနဲ့ပြသက်ပြီးဥယောပခေါဆောင်များဟာယူကရိန်းကိုနောက်ထပ်နှစ်နှစ်ထောက်ပံ့ရေးအကြွယ်ရွေးချယ်မှုများလှုပ်ဆောင်ဖို့ဥယောပကော်မရှင်ကိုတာဝန်အနှင်းလိုက်ပြီးဖြစ်ပါတယ်။ဒီအတွက်စစ်လျော်ကြေးချေငွေဒေါ်လာ1.61ဘီလီယံအတွက်လမ်းပွင့်သွားခဲ့ပြီးဖြစ်ပါတယ်။ EU အဖွဲ့ကြီးကယူရှားဘဟုပန်းရဲ့ SS Eurobillion နှင်းလာဝင်ကျင်ကိုလည်းထိန်းချုပ်ထားပါတယ်။ဗြိတိန်ဝန်ကြီးချုပ် Kia Starmer ကလည်း Ukraine ကာကွယ်ရေးကိုငွေကြေးပံ့ပိုးဖို့အတွက်ထိန်းချုပ်ထားတဲ့ယူရှားအစိုးရပိုင် SS တွေကိုအတုံးပြုဖို့ခေါင်းဆောင်တွေကိုတိုက်တွန်းထားပါတယ်။ EU ခေါင်းဆောင်များဟာထိန်းချုပ်ထားတဲ့ရုရှား SS များကနေရရှိလာမဲ့စစ်လျော်ကြီးချင်းငွေများကိုမီးစိမ်းပြခဲ့ပြီးနောက်ယူကရိန်းရဲ့ကာကွယ်ရေးအကွက်နောက်ထပ်နှစ်နှစ်ပန်ပိုးရတဲ့အတွက်အစ်စ်များချမှတ်ဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။